မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့တိုက်ပွဲမှာ ခမရနှစ်တဲ့သုံးတရဲမှုဘုံမှုနဲ့ဗိုလ်ကြီးအဆင့်ရှိသူအပါဝင်တပ်သားများတိုက်ဆုံပြီးတော့လေးဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်ခဲယမ်းများကိုလည်းတိတ်ဆိတ်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ16ရက်နေ့မှာနောင်ချုံမြို့မှာရှိတဲ့တောင်ခမ်းအမြောက်တပ်စခန်း34နဲ့900နဲ့တပ်စခန်းတို့မှာတောင်ဟောအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့အကြမ်းဖက်စစ်တပ်တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကတပ်မဆက်တဲ့ခမရနှစ်တဲ့သုံးတရဲမှုဘုံမှုနဲ့ဗိုလ်ကြီးအဆင့်ရှိတဲ့သူအပါဝင်တပ်သားများတိုက်ဆုံခဲ့ပြီးတော့လက်နက် ဲရမ်းများနဲ့စစ်အုံဆောင်ပစ္စည်းများကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါဗါးဒါအပြင်လက်နက်ခဲရမ်းနဲ့အတူစစ်ကောင်စီတပ်သား၄ဦးကိုလည်းအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါဗါးရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောက်ကြောက်ကူကနေပြီးတော့နောင်ချုံမြို့နယ်အတွင်းကိုစစ်ရင်အားတွေဖြည့်တင်းရန်ကြိုးပမ်းနေတဲ့အကြမ်းဖက်စစ်တပ်ကထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါဗါးနောင်ချုံမြို့မှာရှိတဲ့တောင်ခမ်းအမြောက်တပ်စခန်းကိုထိန်းချုပ်နိုင်ရန်အကြမ်းဖက်စစ်တပ်ကရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောက်ကြောက်ကူကနေတဆင့် စစ်အင်အားတွေဖြည့်တင်းနေပြီးတော့လေကြောင်းကနေတဆင့်လဲစစ်လက်နက်ခဲယမ်းများကိုဖြည့်တင်းနေတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာများကိုလည်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းလေကြောင်းကနေဘုံကျဲတိုက်ခတ်ခြင်းများကိုလှုပ်ဆောင်နေတယ်လို့ TNL ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမဟာအောင်မြေမြို့နယ်မှာအရှိန်လွန်လာတဲ့ကားကရဲဂိတ်ကိုဝင်းတိုက်ခဲ့တာကြောင့်ရဲတပ်သား၃ဦးအပါအဝင်၇ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုဗ ెంబ ာလ16ရက်နေ့မနက်2နာရီခန့်အချိန်မှာအမျိုးသားတအုပ်နဲ့အမျိုးသမီး၄ဦးစုစုပေါင်း5ဦးလိုက်ပါလာတယ်။တိုတာကလူကာကာဒစီက62လမ်း38လမ်းနဲ့38လမ်းကြားမှာရှိတယ်။မိုင်တဲယုံအရှိကရဲဂိတ်ကိုဝင်တိုက်မိခဲ့တယ်လို့ဆိုပါတယ်။သူတို့ရဲတွေကအိတ်တဲ့သူကအိတ်စောင့်တဲ့သူကစောင့်နေတဲ့အချိန်မှာကားကဝင်အောင်လိုက်တာ။ ညောင်မင်းဘူးကြီးကိုဝင်တိုက်လိုက်တာသူတို့ဂိတ်ကညောင်မင်းနားကတ်ရက်ဆိုတော့ကားကလည်းလွင့်ဆင်ပြီးတော့ထွက်သွားတာလို့ဒေသခံတဦးကပြောပါတယ်ရင်းတိုက်မှုကြောင့်တာဝန်ကျနေတဲ့ရဲတပ်သား၃ဦးကားပေါ်မှာပါလာတဲ့သူတွေကအသက်30အရွယ်ရင်းမောင်းအမျိုးသားတဦးအသက်18နှစ်ကနေ20ကျားအမျိုးသမီး၃ဦးထိခိုက်ဒဏ်ရာမစိုးရင်ရရရှိခဲ့တာကြောင့်ဒေသခံလူမှုကူညီရေးအသင်းတွေကမန္တလေးပြည်သူစေယုံကြီးကိုပို့ပေးခဲ့တယ်လို့ဆိုပါတယ် အဲ့ဒီရဲဂိတ်မှာကပုံမှန်အားဖြင့်အင်အား၄ဦးပတ်ဝန်းကျင်လောက်သာရှိပြီးတော့မိုင်းတဲယုံကိုလုံခြုံရေးစောင့်ပေးနေတဲ့သူတွေဖြစ်တယ်လို့အဲ့ဒီဒေသခံတွေကဆက်ပြောပါတယ်။ကားပေါ်မှာပါလာတဲ့သူတွေနဲ့ပတ်သက်တဲ့အချက်လက်တွေကိုမသိရပေမဲ့ညအချိန်မတော်ပြန်လာတာဖြစ်တဲ့အတွက် KTV ဒါမှမဟုတ်ကလပ်တစ်ခုခုကနေပြန်လာတဲ့သူတွေဖြစ်နိုင်တယ်လို့ဒေသခံတွေကခန့်မှန်းပြောဆိုထားပါတယ်။ရင်မောင်းဖြစ်သူအမျိုးသားနဲ့ကားကိုတော့ရဲကတိမ့်စီဖမ်းဆီးသွားကမဟာအောင်မြေရဲစခန်းမှာအမှုဖွင့်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မောင်တော်မြို့အဝင်မြို့တကြီးကျေးရွာဟောင်းမှာတရှိပြီးတော့မောင်တော်နယ်မြေကန်စစ်စင်ရေးကုကဲမှုဌာနချုပ်ဖြစ်တဲ့အမှတ်9နယ်ကြားဆောင်ရဲတပ်ဖွဲ့ခွဲမှာရှိတဲ့နယ်ကြားဆောင်ရဲတွေကိုလက်နက်ချခွဲပေးမှုအတော်မိသားစုဝင်တွေကတောင်းဆိုနေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီတပ်ရင်းကိုအရခတ်တပ်တော် AA ကအပိသက်သိမ့်ပိုက်ဖို့အတော်ဒီကနေ့အထိကိုထိုးစစ်ဆင်တိုက်ခိုက်နေတာမို့လို့နယ်ကြားဆောင်တပ်ဖွဲ့ဝင်တွေဟာ တေဆုံးဒဏ်ရာရရှိသူတွေများနေကြတယ်လို့မိသားစုဝင်တွေကပြောဆိုထားပါတယ်အဲ့ဒီလိုမျိုးထိခိုက်ဒဏ်ရာရရှိထားတဲ့နေကြားဆောင်တပ်ဖွဲ့ဝင်တွေဟာစေဝါကုသခွင့်မရကြသလိုအစာရေစာတွေလည်းမလုံလောက်ကြတာမို့လို့စိတ်ကြက်တွေကြာနေကြတာတွေကိုမိသားစုဝင်တွေစီဆက်သွယ်ပြောကြလို့ဖုန်းတွေအားလုံးကိုလည်းတင်းယူထားတယ်လို့မိသားစုဝင်တွေကပြောပါတယ်ဒါကြောင့်မို့လို့ နေကြားဆောင်တပ်ဖွဲ့ဝင်တွေအားလုံးဆက်ပြီးတော့စစ်မတိုက်ခြင်းကြလို့လက်နက်ချအညံ့ခံခြင်းနေကြတာကိုစစ်ကောင်စီတပ်ကလူကြီးတွေကခွင့်ပြုပေးစေခြင်းမတယ်လို့မိသားစုဝင်တွေကတောင်းဆိုနေကြပါတယ်အခြေအနေကတော်တော်လေးကိုဖြစ်နေတာပါနေကြားဆောင်တပ်ဖွဲ့ဝင်တွေနေတိုင်းအကြဆုံးရှိပါတယ်လူကြီးတွေကဘာတွေမှန်းကိုမသိဘူးအောက်ခြေတပ်ဖွဲ့ဝင်တွေကိုထိုးကျွေးနေတာပါစစ်မတိုက်ခြင်းကြတော့ပါဘူးလက်နက်ချခွင့်လည်းမပေးဘူးလူကြီးတွေကလက်နက်ချခွင့်ပေးစေခြင်းမတယ်လို့နေကြားဆောင်တပ်ဖွဲ့ဝင်တအုပ်ရဲ့မိသားစုဝင်တအုပ်ကပြောဆိုထားပါတယ်။မောင်တော်မျိုးတွေကိုအရခတတ်တော်အေအေကအပိသက်သိမ့်ပိုက်ထိန်းချုပ်နိုင်ဖို့ အမတ်ငါနေကြားဆောင်ရဲတပ်ဖွဲ့ခွဲတာကြံနေပြီးအဲ့ဒီတိုက်ရဲမှာနေကြားဆောင်ရဲတပ်ဖွဲ့ဝင်900ကျော်ရှိနေကနေကြားဆောင်တပ်ဖွဲ့ဝင်တွေအလုံးဟာအစာရေစာငတ်မွတ်နေကြသလိုဒဏ်ရာတွေနဲ့တေလူမျိုးပါဖြစ်နေကြတယ်လို့မိသားစုဝင်တွေကပြောဆိုထားပါတယ်အဲ့ဒီနေကြားဆောင်ရဲတပ်ဖွဲ့ဝင်တွေအလုံးဟာလစာငွေတွေမရကြသလိုစားနေရိတ်ခါတွေလည်းမရတဲ့အထက်မှာစေဝါးတွေစားနေရိတ်ခါတွေကို စစ်သားတွေစီကဝယ်ယူပြီးတော့စားတောက်နေကြရတယ်လို့မိသားစုဝင်တွေက ပြောဆိုထားပါတယ်အဲ့ဒီလိုမျိုးဝယ်ယူမစားတောက်နိုင်တဲ့နေသားဆောင်ရဲတပ်ဖွဲ့ဝင်တွေဟာစစ်သားတွေစားတောက်လို့ကြံတဲ့ဟာတွေကိုမဝရေစာစားနေကြရပြီးတော့စစ်သားတွေဟာနေသားဆောင်ရဲတပ်ဖွဲ့ဝင်တွေကိုအနိုင်ကျင့်စော်ကားနေကြတယ်လို့ရှေ့ကနေပြီးတော့အသေးခံပြီးတော့တိုက်ခိုင်းနေကြတယ်လို့နေသားဆောင်တပ်ဖွဲ့ဝင်တွေရဲ့ ်မိသားစုဝင်တွေကပြောဆိုထားပါတယ်အဲ့ဒီတိုက်ရင်ထဲမှာအစားအသောက်စေဝါတောက်သုံးရီမလုံလောက်ကြတာမို့လို့လက်နက်ချအညံ့မခံကြရင်လဲငတ်ပြီးတော့သေသွားနိုင်ကြတာမို့လို့အရခတ်တက်တော်အေအေကအသေးခံပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေစရာမလိုပဲတောက်သုံးရီဖြတ်ထားနိုင်ရင်တော့မှရနေပြီလို့နေကြဆောင်ရဲတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကပြောဆိုနေကြပါတယ်ရခိုင်ပြည်နယ်လုံခြုံရေးအတွက်ဆိုပြီးတော့နှစ်နှစ်တာဝန်နဲ့တွားကြတာပါအခုက၄နှစ်ကျော်သွားပါပြီထမင်းရေစေဝါကအစဝယ်ယူနေရပါတယ် အေအေကလမ်းတွေဖွင့်ပေးရင်နေကြားဆောင်ရဲတွေအကုန်လုံးလက်နဲ့ချကြမှာပါဒီတိုင်းနေရင်လဲရင်ငတ်ပြီးတော့တည်ကြရမှာပါအေအေကတိုက်နေကြတော့မလိုပါဘူးတောက်သုံးရင်မရအောင်လှုပ်ထားရင်ရပြီလို့နေကြားဆောင်ရဲတပ်ဖွဲ့ဝင်တဦးရဲ့မိသားစုဝင်တဦးကပြောပြထားပါတယ်အဲ့ဒီတိုက်ရင်ထဲမှာတပ်မ22ကတပ်ဖွဲ့ဝင်တွေအပါအဝင်ဘူးတီတောင်အခြေစိုက်တိုက်ရင်တွေကစုတ်ခွာထွက်ပြေးလာကြတဲ့တပ်ဖွဲ့ဝင်တွေမောင်တော်ခရိုင်ကစုတ်ပြီးတော့ထွက်ပြေးလာကြတဲ့နေကြားဆောင်ရဲတပ်ဖွဲ့ဝင်တွေလည်းရှိနေကြတယ်လို့နေကြားဆောင်ရဲတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကပြောဆိုထားပါတယ် အဲ့ဒီတိုက်ရင်အတွာစစ်ကောင်စီတပ်က၄ထီးတွေကိုအုံပြုပြီးတော့စားနေရိတ်ခါစေဝါလက်နက်တွေကိုဖြည့်တင်းပေးနေပြီမြေစစ်တီအင်အားများတာမို့လို့မလုံလောက်တလို့စစ်သားတွေကိုသာအဓိကထားပြီးတော့ပေးနေတာလို့နေကြားဆောင်ရဲတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကပြောဆိုထားပါတယ်အဲ့ဒီအမှန်ကနေကြားဆောင်ရဲတပ်ဖွဲ့ဝဲကိုအပိတ်သိမ့်ပိုက်ရယူနိုင်ရေးအတွက်ထိုးစစ်တွေကိုဆက်လက်ပြီးတော့အရှိန်ဟုန်မြင့်သွားမယ်လို့အာရခတက်တော်အား စက်တမားလ28ရက်နေ့ကထုတ်ပြန်ခဲ့ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့အပိသက်သိမ့်ပိုက်နိုင်ဖို့တော့အချိန်ယူပြီးတော့တိုက်နေရတယ်လို့မောင်တော်ဒေတာကန်တွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထူးကြီးမြို့နယ်မှာရှိတဲ့နထူးကြီးပြင်းစီလမ်းပိုင်းကို PDF တပ်ဖွဲ့များကရှောင်းတခင်ဝင်ရောက်ဆစ်ဆဲတဲ့အချိန်မှာ ခရီးသည်တင်ကားတစီးပေါ်ကနေစစ်အုံဆောင်ပစ္စည်းများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ14ရက်နေ့ညနေ4နာရီအချိန်ကမှနထိုးကြီးမြို့နယ်နထိုးကြီးပစ္စည်းလမ်းပိုင်းကိုနထိုးကြီး People Defense Force မြင်းကြံခရိုင်အမတ်၄နဲ့အမတ်30တပ်ရင်းကတော်လိုင်းတပ်ဖွဲ့များကရှောင်းတခင်ဝင်ရောက်စစ်ဆေးတဲ့အချိန်မှာခရီးသည်တင်ကားတစီးပေါ်ကစစ်အုံဆောင်ပစ္စည်းတချို့နဲ့ပြည်သူများထံကနေပြီးတော့စစ်ကောင်စီတပ်သားများခိုးယူထားတဲ့အုံဆောင်ပစ္စည်းများကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ကားပေါ်မှာလူတော့ပါမလာဘူး။ပစ္စည်းတွေတင်ပေးလိုက်တာ။ အများပြည်သူသွာလာနေတဲ့ကားပေါ်ကိုပစ္စည်းတွေတင်ပေးလိုက်တာသူတို့စစ်ဝတ်စုံတွေပါလာတယ်လို့နထိုးကြီး People Defense Force ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်နထိုးကြီး PDF ဟာနထိုးကြီးမျိုးနယ်နဲ့ထိစပ်နေတဲ့လမ်းမိုင်းများကိုရှောင်တခင်စစ်ဆေးမှုများမကြာခဏဆိုးသလိုစစ်ဆေးလျက်ရှိပြီးတော့ပြည်သူများအနေနဲ့စစ်ဆေးမှုများကိုကြည်ပြူစွာလက်ခံပေးရန်နဲ့အကြမ်းမဆက်တဲ့ရဲ့ပစ္စည်းများကိုတယ်ဆောင်ခြင်းမပြုကြရန်တောင်းဆိုထားတယ်လို့နထိုးကြီး People Defense Force ကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ရွာငံမြို့အဝင်မှာရှိတဲ့အကြမ်းဖက်စစ်တပ် gate တိုက်ခိုက်ခံရပြီးတဲ့နောက်စစ်ကောင်စီတပ်သားများကနဗန်းကြီးရွာကိုပြစ်ခတ်ဝင်ရောက်စီးနင်းပြီးတော့အမျိုးသမီးနှစ်ဦးကိုဖမ်းဆီးထားကာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ14ရက်နေ့မွန်လွယ်7နာရီ35မိနစ်ခန့်မှာရွာငံမြို့အဝင်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ gate စခန်းကိုတော်လိုက်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့မူးယစ်ရဲတပ်ဖွဲ့ကရဲအရာရှိရဲမှုအပါအဝင်ရဲ၅ဦးပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာ နိုဝင်ဘာလ15ရက်နေ့မနက်ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများက ရွာငံမြို့အနီးမှာရှိတဲ့နဗန်းကြီးရွာကိုတနက်များနဲ့ပစ်ခတ်ပြီးဝင်းအောင်စီးနေတဲ့အတွက်ကြောင့်ရွာလုံးကျွတ်ထွက်ပြေးနေရပြီးကျေးရွာအတွင်းကအမျိုးသမီး၂ဦးကိုအကြောင်းမဲ့ဖမ်းဆီးထားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာလက်ရှိအချိန်ထိကျေးရွာအတွင်းမှာတနက်များပစ်ဖောက်နေပြီးတော့ကျေးရွာအဆက်မှာရှိတဲ့တောတွေကိုလည်းလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်နေတယ်လို့သိရပါတယ်။စစ်ခွေးစစ်ကြောင်းကနဗန်းကြီးရွာကိုအင်အားတရာကျော်နဲ့ဝင်းအောင်စီးနေပြီးတော့ရွာထဲကိုတနက်တွေဇက်တိုက်ပစ်ဖောက်နေတယ်ရွာရဲ့အနောက်ဘက်တောဆက်ကိုလည်းလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်နေတဲ့စစ်ခွေးတွေကအမျိုးသမီးငယ် ဲ့တဦးနဲ့မိခင်ဖြစ်သူကိုဖမ်းဆီးထားတယ်အခုထိပြန်မလွတ်ပေးသေးဘူးတိုက်ခိုက်ခံနေရတဲ့ရွာငန်အထွက်ဂိတ်ကနဗန်းကြီးနဲ့ဆို၄မိုင်လောက်ပဲဝေးတယ်အခုကနဗန်းကြီးကိုလာပြီးတော့ရန်ကားနေကြတာရွာသားတွေလည်းဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာရွာထဲကိုကားတွေနဲ့လှည့်ပတ်ပြီးတော့လက်နက်ငယ်များနဲ့ပစ်ခတ်နေပြီးလက်ရှိအချိန်ထိကိုရွာထဲမှာတပ်ဆွဲထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းကံကောမြို့နယ်မှာရှိတဲ့ကျေးရွာ၃ခုကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းကြောင့်ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ26ရက်နေ့ညနေ3နာရီအချိန်ကမှကံကောမြို့ခလာရ90တိုင်ရင်ကအကြမ်းဖက်စစ်ကောင်စီတပ်သားများကစိန်ဒူးကျေးရွာ၊ဇဟောကျေးရွာနဲ့ရွာစီရွာတောင်ဘက်ကိုလက်နက်ကြီးနဲ့ဆယ်ချက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတချို့ဟာ ဇဟောကျေးရွာကိုကြောက်ရောက်ပေါက်ကွဲခဲ့ပြီးတော့ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အမျိုးသား၃ဦးနဲ့အမျိုးသမီး၂ဦးထိတာထိတဲ့၅ဦးထဲမှာအမျိုးသမီး၃ဦးကတော့စိုးရင်ရတယ်။စိန်ဒူးကျေးရွာကတော့နေအိမ်ပေါ်တဲ့တဲ့မှန်တာလူတွေမရှိလို့သာရှိရင်အကုန်သိမ်းမှာစိန်ဒူးတို့လာပို့တို့ရွှေစီတို့တွေကလက်နဲ့ကြီးဒဏ်အခမ်းအနားဆုံးရွာတွေပေါ်တနာစီယာတိတ်ကောင်းတယ် သူတို့လည်းနေချင်းလုံးလို့တော့ဘဲဟုတ်ပါမလဲလောက်ကင်စားတော့ဆရာကရွာနာမှာဆိုတော့ပြေးလိုက်နေလိုက်နဲ့သွာလာနေတော့ထိခိုက်တာဘောလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာဂံကောမျိုးပေါ်ကလွဲပြီးတော့နယ်မြေစုံမုံနိုင်ခြင်းမရှိတော့တဲ့မြို့အနီးဝန်းကျင်မှာရှိတဲ့ကျေးရွာများကိုလက်နက်ကြီးများနဲ့မကြာခဏပစ်ခတ်လိုက်ရှိတယ်လို့သိရပါတယ်စစ်တပ်ရဲ့လက်နက်ကြီးအန်ရဲကြောင့်ဂံကောမျိုးငားမိုင်ပတ်ပတ်လဲမှာရှိတဲ့ကျေးရွာများကပြည်သူများဟာဘေးလွတ်ရာတောတောင်များအတွင်းကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ဒါအပြင် ောက်တိုဘာလ16ရက်နေ့ကလည်းဂံကောမြို့မှာရှိတဲ့ခလိုက်ရ90တိုင်ရင်ကလက်နက်ကြီးနဲ့ပြစ်ခတ်မှုကြောင့်ဇဟောကျေးရွာကအမျိုးသမီးတအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အောက်တိုဘာလ25ရက်နေ့မှာဂံကောမြို့နယ်မြောက်ပိုင်းပြူစောတိကျေးရွာများကလက်နက်ကြီးများနဲ့ပြစ်ခတ်မှုကြောင့်အမျိုးသားတအူးတေဆုံးပြီးအမျိုးသမီးတအူးနဲ့အမျိုးသားတအူးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ